ကျောင်းဆိုင်ကမိသားစုနဲ့စုကားတစီးတဲ့နဲ့ခရီးအထူသွားရင်အဆက်အသွယ်မရောက်ပြဆုံးနေတဲ့ဖြစ်စဉ်မင်္ဂလာပါပရိသတ်ကြီးရှင်မန္တလေးတိုင်းဒေသကြီးကျောင်းဆိုင်မျိုးကမိသားစုနဲ့စုဟာပကံညာဦးပုတ်ပါကိုကားတစီးတဲ့နဲ့အတူတူခရီးသွားရကနေအဆက်အသွယ်မရဘဲပြောက်ဆုံးနေတယ်လို့မိသားစုဝင်နေတဲ့နိဆက်သူတွေထံမှသိရှိရပါတယ် ပျောက်ဆုံးနေသူတွေဟာကျောက်ဆယ်မျိုးကေကေဖနက်ဆိုင်မှာဥထုံးနိုင်ဇနီးဖြစ်သူမက်ကီတီအောင်တားဖြစ်သူမောင်ဟယ်ရီနိုင်နဲ့ကျောက်ဆယ်မျိုးညောင်ရွှေရွာနေမက်ခင်နင်းဝေမတင်းတင်းမြတ်နဲ့တားဖြစ်သူမောင်ဆိုင်လင်းလက်တို့ဖြစ်တယ်လို့သိရပါတယ် ၎င်းတို့မိသားစုနှစ်စုဟာတစောင်းတိုင်းပည့်ရဖြစ်တဲ့ပြီးခဲ့တဲ့နိုဝင်ဘာလ၂ရက်နေ့ကပကံညာဦးပုတ်ပါဘက်ကိုကားနံပါတ် 7M9611 နဲ့ဖျားဖူးခရီးထွက်သွားခဲ့ကြတာဖြစ်ပြီးလက်ရှိမှာတော့အဲ့ဒီကားနဲ့အတူ6ရောက်စလုံးအဆက်အသွယ်မရပျောက်ဆုံးနေတာဖြစ်တယ်လို့သိရပါတယ်အခုချိန်ထိတော့ဘာတရင်မှမရသေးဘူးသူတို့ကတ냐အိတ်ပဲဆိုပြီးတော့ပကံကိုထွက်သွားလိုက်ကြတာနိုဝင်ဘာလ၂ရက်နေ့ကလေးကအဆက်အသွယ်မရတော့တာဖုန်းတွေလည်းအကုန်လုံးဆက်ပိတ်ထားတယ် သွားကြတာကတော့လူကြီး၄ယောက်ကလေး၂ယောက်ပါလို့ပျောက်ဆုံးနေတဲ့မိသားစုဝင်တွေနဲ့နှိဆက်သူတအူးကပြောပါတယ်။လက်ရှိမှာ၎င်းတို့ပျောက်ဆုံးနေတာနဲ့ပတ်သက်ပြီးမိသားစုဝင်တွေကသက်ဆိုင်ရာနယ်မြေရဲစခန်းတွေမှာလူပျောက်တိုင်ကြားထားတယ်လို့သိရပြီးပျောက်ဆုံးနေသူတွေကိုရှာဖွေနေစေဖြစ်ကအခုချိန်ထိထူးခြားမှုမရှိသေးဘူးလို့လည်းသိရပါတယ်။သူတို့နဲ့နောက်ဆုံးဆက်သွယ်ရတဲ့အချိန်ကသူတို့ပုံပါဘက်သွားနေတယ်လို့ပြောတယ်။နိုဝင်ဘာလ၂ရက်နေ့ကပေါ့။အဲဒီနောက်ပိုင်းအဆက်အသွယ်ပြတ်သွားတာ ဖုန်းတွေအကုန်လုံးလဲဆက်ပိတ်သွားတယ်။အွန်လိုင်းလဲမတက်တော့ဘူးလို့သူကဆက်လက်ပြောပြထားပါတယ်။ပျောက်ဆုံးသူတွေနဲ့အတူတံမိုးကြီးပစ္စည်းတွေလည်းပါသွားတယ်လို့သိရပြီးပြီးခဲ့တဲ့ငလင်ကြီးမှာအင်ပြိုကျထားတာဖြစ်တဲ့အတွက်သွားလျာနေရာတိုင်းကို အရေးကြီးပိုင်ဆိုင်မှုတချို့ယူဆောင်သွားလိမ့်ရှိတယ်လို့လည်းဆိုပါတယ်။ အခုသူတို့ပြောက်နေတာတပတ်လောက်ရှိနေပြီဆိုတော့တခုခုဖြစ်တယ်ဆိုရင်လည်းဘာပဲဖြစ်ဖြစ်သတင်းလေးပါလေးတော့ကြားရမှာပေါ့အခုကဘာသတင်းအစားအနာမကိုမကြားရဘဲနဲ့ပြောက်နေတာဆိုတော့တော်တော်တော့ထူးဆန်းနေတယ်အားလုံးကလည်းစိတ်ပူနေကြတယ်လို့ပြောပါတယ်ဒါကြောင့်ပကံညာဦးပုပ်ပါဘက်ကဒေသခံတွေအနေနဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဝိုင်းဝန်းစုံစမ်းပေးဖို့အတွက်လည်းမိသားစုဝင်တွေကတောင်းဆိုထားကြပါတယ်။ အခြေအနေတစုံတရာထူးခြားမှုရှိပါကလည်းမိသားစုဝင်တွေရဲ့ဖုန်းနံပါတ်တွေဖြစ်တဲ့09970050501 09753820910တို့ကိုဆက်သွယ်ပေးကြပွဲအတွက်လည်းမိသားစုဝင်တွေကအကူအညီတောင်းခံထားပါတယ်။